ားပါဒီ reading ကိုကြည့်နေတဲ့သူလေးတွေအတွက်2025ရဲ့လက်ကျန်ကာလလေးအတော်အတွင်းထဲမှာဘာတွေကြုံတွေ့ရဖို့ရှိလဲဆိုတာကို collective reading လေးလုပ်ပေးထားပါတယ်အဲ့တော့ reading လေးကိုစာလိုက်ကြရအောင်အဲ့တော့ဒီ reading ကိုကြည့်နေတဲ့သူလေးတွေကအခုပေါ့နော် ဒီကာလအတော်အတွင်းထဲမှာကိုယ့်ရဲ့ငွေရေးကြေးရေးအခြေအနေပေါ့နော်ငွေရေးကြေးရေးလက်ရှိမှာစုဆောင်ထားတဲ့ပတ်စံအမဲဖြစ်ဖြစ်ပေါ့နော်အဲအဲ့လိုမျိုးတွေရယ်ကိုရရရှိတဲ့ပတ်စံတွေရယ်အဲ့ဒါတွေနဲ့ပတ်သက်ပြီးတော့စီမံခန့်ခွဲဖို့ကြိုးစားနေတယ်နော်အဲဒီပြောရရင်တော့နောက်နှစ်အတွက်ပေါ့နော်နောက်နှစ်နောက်နှစ်အတွက်ကိုကဘလို့ပုံစံမျိုးနဲ့ငွေကြေးကိုစီမံခန့်ခွဲသွားမလဲကိုမှလက်ရှိရှိနေတဲ့ငွေကြေးပမာဏနဲ့ကိုပါတွေလုပ်လို့ရမလဲအဲဒါတွေကိုတွေးနေတဲ့သူတွေတွေပါတယ်ပြီးတော့ဒီ ရီဒင်းကိုကြည့်နေတဲ့သူလေးတွေပေါ့နော်အဲတချို့ကကြတော်တော်တချို့တော့ဝက်ပေါ့နော်တချို့တော့ဝက်တော့ကအခုချိန်မှလည်းစိတ်ရဲ့ပျော်ရွှင်မှုလေးကိုရနေတယ်စိတ်ရဲ့ပျော်ရွှင်မှုလေးဆိုတာကအာဒီပြီးခဲ့တဲ့ကာလအတော်အတွင်းလေးမှာပေါ့နော် ်အပြီးခဲ့တဲ့ကာလအတော်တွင်လည်းမကိုကအရန်ကိုစိတ်ပင်ပန်းမှုတွေအများကြီးဖြစ်ခဲ့ပြီးပြီအဲ့စိတ်ပင်ပန်းမှုတွေကနေပြီးတော့အခုမှ ပြန်ပြီးတော့သက်သာရရလာတဲ့အခြေအနေလေးပေါ့နော်အဲ့လိုမျိုးဖြစ်ပြီးတော့ကိုယ့်အနေနဲ့ကိုအဲနည်းနည်းစိတ်ပျော်ရွှင်မှုလေးရနေတယ်ပေါ့နော်စိတ်ခံစားချက်အပြင်ပျော်ရွှင်တဲ့ခံစားချက်မျိုးလေးနဲ့အဲရနေတယ်ပေါ့အဲပြီးတော့နောက်တစ်ခုကကြတော့လေအဲတချို့တဝက်ကကြတော့ဒီ ကိုလှုပ်ထားတဲ့အရာပေါ့ကိုလှုပ်ထားတဲ့အရာကနေပြီးတော့ပြီးမြောက်သွားလို့အောင်မြင်သွားလို့ကိုလှုပ်ထားတဲ့အရာရဲ့ရလတ်တွေကကောင်းနေလို့အဲ့ဒါကြောင့်မလို့ကိုရဲ့ပျော်ရွှင်မှုတွေရလာမဲ့ ရလာဖို့လည်းရှိတယ်ပေါ့နော်ရလာဖို့ရှိတယ်တချို့လေးတွေအတွက်အကိုကအခုချိန်မှာဘာလုပ်ထားလဲပေါ့နော်ဘာတွေလုပ်ထားလဲကိုအလုပ်တွေဘာတွေလုပ်ထားလဲဒါမှမဟုတ်ဆောင်ပွဲတွေဖြည့်ထားတာလားပေါ့နော်အဲအဲ့လိုမျိုးလေးတွေအဲ့အရာတွေပေါ်ကနေပြီးတော့ပျော်ရွှင်မှုကျေနပ်မှုတွေရနိုင်မယ်တချို့အတွက်ဒီ spiritual သမားလေးတွေပေါ့နော် spiritual သမားလေးတွေဆိုရင်ကိုယ့်ရဲ့စိတ်ထဲမှာဒီပြီးခဲ့တဲ့ကာလအတော်အတွင်းထဲမှာပေါ့အာကိုယ့်ရဲ့ shadow ကိုယ့်ရဲ့ dark side တွေကိုယ့်ရဲ့နာကျင်မှုတွေစိတ်ထန်ရာတွေနဲ့ကိုကအာဘယ်လိုပြောရမလဲတာ ကိုယ့်ရဲ့မသိစိတ်ထဲကအရာတွေ trigger ဖြစ်နေတဲ့အရာတွေကိုကိုကကြော်ဖြတ်နိုင်သွားတဲ့အတွက်စိတ်ပျော်ရွှင်မှုကိုရတာမျိုးလည်းတွေ့ရတယ်ပေါ့နော်ဒါကဒါကိုယ်နဲ့ resonate ဖြစ်တာယူပေါ့နော်ပြီးတော့အခုဒီဒီကာလအတော်အတွင်းထဲမှာပေါ့နော်ကာလအတော်အတွင်းဆိုတာဒီ2025က နှစ်ကုန်ပိုင်းကာလအတော့တွင်နေမှာပေါ့နော်အဲကိုကဆာမေးပွဲတွေဖြေထားတာဒါမှမဟုတ်ရင်အလုပ်အင်တာဗျူးတွေပါညာပေါ့နော်အဲအလုပ်အင်တာဗျူးတို့ကတော့အဲ့လိုမျိုးတွေကိုကလုပ်နေတာမျိုးဒါမှမဟုတ်ဘူးဆိုရင်လည်းကိုကအလုပ်တစ်ခုခုအတွက်ကိုစတင်ဖို့အတွက်စဉ်းစားနေတာမျိုးဆိုရင်တော့အဲ့အရာတွေကအထမြောက်အောင်လုပ်နိုင်ဖို့အတွက်ကိုအတွက်အခွင့်အရေးတွေရလာလိမ့်မယ် နော်အခွင့်အရေးတွေရလာလိမ့်မယ်တချို့တွေအတွက်ဆိုရင်ကိုကဒီစူးစမ်းထားတဲ့အတိုင်းရလတ်တွေရလာဖို့ရှိတယ်အဲ့အရာတွေကနေပြီးတော့ပေါ့နော်အောင်မြင်စွာနဲ့အဆုံးသတ်သွားနိုင်မယ့်ကာလလေးတစ်ခုလည်းဖြစ်တယ်အဲတချို့တွေဆိုရင်တော့ဒီ universe ရဲ့ဒီပေါ့နော် spiritual သမားလေးတွေဆိုရင်တော့ universe ရဲ့ဒီဆံမျိုးပွဲတွေပေါ့ universe ကနေပြီးတော့စစ်ဆေးလာတဲ့ဆံမျိုးပွဲတွေကိုကောင်းစွာကြောက်ဖြတ်နိုင်လာပြီးတော့ကောင်းမွန်တဲ့ဒီ spiritual level တစ်ခုကို ထပ်ပြီးတက်သွားနိုင်မှာကိုလည်းတွေ့ရတယ်ပေါ့နော်အဲပြီးတော့တချို့လေးတွေအတွက်ဆိုအခုချိန်မှာပေါ့နော်အခုဒီရက်ပိုင်းအဲလပိုင်းအတော့အတွင်ထဲမှာပေါ့နော်ကိုကိုသဘောကျနေတဲ့သူလေးတွေတချို့ရှိတယ်တချို့တွေအတွက်ကျတော့ကိုရဲ့ဒီဝေးကွာနေတဲ့ချစ်သူနဲ့ပြန်ပြီးတော့ဆုံတွေ့ရတာမျိုးတချို့တွေအတွက်ကျတော့ပြန်ပြီးတော့အဆက်အသွယ်ရတာမျိုးတွေဖြစ်တတ်ပါတယ်အဲဒါကတော့ဒါ reason နဲ့ဖြစ်တာယူပေါ့နော်ဒါလက်ရှိမှာကိုကိုအဲ့လိုသဘောကျနေလို့ရှိတဲ့ follower တဲ့တဲ့တချို့လည်းရှိတယ်အဲနောက်တချို့တချို့ကကြတော့ကိုယ့်ရဲ့ဒီအရင်တော့ကအဲကိုနဲ့ဝေးဝါနေတဲ့ချစ်သူတယောက်ရောက်နေပေါ့နော်အဲပြန်လဲပြီးတော့ဆုံတွေ့ရတာမျိုးတွေလည်းတွေ့ရတယ်အဲပြီးတော့နောက်တကူကကြတော့တချို့ဆိုရင်အဆက်အသွယ်ပြန်နေတယ်ဆိုရင် ပြန်ပြီးတော့အဆက်အသွယ်ရတာမျိုးပေါ့နော်အဲလိုမျိုးတွေကြုံရတတ်ပါတယ် အဲတချို့နေတယ်ဆိုရင်လေကိုကမျောလင်းနေတဲ့အဲမျောလင်းနေတဲ့ဒီသတင်းစကားတွေကြားလာရဖို့ရှိတယ်ပေါ့နော်မျောလင်းနေတဲ့သတင်းစကားဆိုတဲ့အထဲမှာကဥပမာဆောင်းမေးပွဲအောင်စရင်ပေါ့လားကောင်ဒါမှမဟုတ်ဘူးဆိုရင်လေကိုကအလုပ်တစ်ခုခုရှာဖွေနေတယ်ဆိုရင်အဲ့အလုံးနဲ့ပတ်သက်တဲ့သတင်းကောင်းတော့လည်းကောင်းပါတော့အဲ့လိုမျိုးကိုရချင်တဲ့သတင်းပေါ့ကိုမျောလင်းနေတဲ့အကြောင်းအရာလေးတွေကနေပြီးတော့ကောင်းသော result ကိုရရှိဖို့လည်းရှိတယ် အဲ့တော့ကျတော့ဒီ2025ရဲ့နှစ်ကုန်ပိုင်းကာလတွေမှာတော့ပုံမကောင်းမွန်တဲ့အရာလေးတွေအဲကိုယ်စီရောက်လာတော့မယ်ဆိုတော့ကိုဒီမှာကတ်တွေကနေပြီးတော့ပြောပြနေပါဗျ။အဲအဲ့တော့ဒီစိတ်ပိုင်းဆိုင်ရာအဖြစ်ကြည့်ရအောင်စိတ်ပိုင်းဆိုင်ရာအဖြစ်ကြည့်ရမယ်ဆိုရင်တော့အခုဒီကာလအတော်အတွင်းထဲမှာကိုယ့်ရဲ့ဒီတစ်နှစ်တာဖြတ်တန်းခဲ့တဲ့ကာလတစ်လျှောက်ပေါ့နော်။တစ်နှစ်တာဖြတ်တန်းခဲ့တဲ့ကာလတစ်လျှောက်မှာကိုဘာတွေကြုံတွေ့ခဲ့ရလဲ။ပင်မမှုတွေလား၊နာကျင်မှုတွေလား၊ပျော်ရွှင်မှုတွေလား။ဘလို့ရာတွေကြော ကြုံတွေ့ခဲ့ရတယ်ဘာတွေကိုကြော်ဖြတ်ခဲ့ရတယ်ဒါတွေနဲ့ပတ်သက်ပြီးတော့သုံးသပ်မှုလေးတွေလည်းလုပ်ပေးဖို့လိုအပ်ပါတယ်တချို့လေးတွေတော့လည်းအဲ့လိုသုံးသပ်မှုလေးတွေကိုယ့်အနေကိုလုပ်နေပြီပေါ့နော်အဲတချို့ကျတော့အခုဒီပြီးခဲ့တဲ့ကာလအတော်အတွင်းပေါ့နော်ဒီတစ်နှစ်တာကာလအတော်အတွင်းထဲမှာဒီအတိတ်ကအဖြစ်ပြက်တွေပေါ့အတိတ်ဒီအကြောင်းအရာအဖြစ်ပြက်တွေအပေါ်မှာပေါ့နော်ကိုကဘလို့ပုံစံမျိုးနဲ့ အဲကိုပိတ်မိနေခဲ့ဘူးတလေအဲ့လိုပိတ်မိနေတဲ့အရာတွေကိုလုံးဝလွှတ်ချနိုင်တဲ့အနေအထားတွေလည်းရလာနိုင်မယ်အဲ့လိုလွှတ်ချနိုင်မှုအင်အားတွေရလာနိုင်မယ်ပြီးတော့ကိုယ့်ရဲ့ဘဝထဲမှာကြုံတွေ့ခဲ့ရဘူးတဲ့အဲ့လိုပေါ့နော်မျက်နှာဖုံးတတ်ထားတဲ့သူမျိုးတွေပေါ့ဥပမာတခြားသူတွေရှိမှတော့သူကဟိုသူတော်ကောင်းလို့ပဲနေနေပြီးတော့ကို့အတွက်ကျမှသူကမတော်တော်လေးကိုမကောင်းတဲ့သူမျိုးတွေဘဝမှာရှိခဲ့တယ်ဆိုရင်တော့အဲ့လိုလူတွေနဲ့လည်းအခုချိန်မှာအဲသူတို့တွေနဲ့ karmic cycle ပြီးမြောက်သွားလိမ့်မယ်တဲ့เนาะပြီးမြောက်သွားလိမ့်မယ်ပြီးလို့ရှိရင်အဲဒီတချို့ကိစ္စတွေပေါ့เนาะအရင်ကိုခက်ခက်ခက်ခဲနဲ့ဖန်တီးပြီးတော့လောက်ကန်ရတဲ့အလုပ်ကိစ္စတွေဒီ follower လေးတွေထဲမှာရှိလိမ့်မယ်ပေါ့เนาะအဲဒီတစ်နှစ်တာကာလအတော်တည်းထဲမှာအဲ့အရာတွေကတစ်ခါတည်းရမှာကိုယ့်ရဲ့ကိုယ်က အဲ့လိုပေါ့နော်ယုံကြည်မှုကိုကိုအပြည့်အဝမရှိခဲ့မရှိဘူးအဲဒီဟာကြီးတွေကိုအောင်မြင်မှုအတွက်ငါကအဲ့လောက်ကြီးကြီး strong မဖြစ်သေးပါဘူးလို့အတွေးနေမိတယ်ဆိုရင်တော့အဲ့အရာတွေကိုအောင်မြင်မှုအတွက်လိမ္မာပါနတ်စွာသုံးသက်ဆင်ခြင်နိုင်ခြင်းလိမ္မာပါနတ်စွာအာကိုလိုချင်တဲ့ရလတ်ကိုရအောင်စွမ်းဆောင်နိုင်ခြင်းအပြင်အောင်မြင်မှုတွေရလာနိုင်မယ်နော်ပြီးတော့အာဒီနောက်ပိုင်းမှာကိုကြုံတွေ့နေရတဲ့ဟာပေါ့နော်စိတ်ထဲမှာပေါ့အဲ့လိုကိုယ့်ရဲ့စိတ်ကိုဒီ ဥပမာတချို့ဒီထဲမှာတရားထိုင်နေသူတွေပါတယ်တရားထိုင်နေရင်တန်တန်းနဲ့အကျောတချို့တော့အကြောင်းအရာတွေအာအာယုံထဲမှာရောက်လာပြီးတော့အဲ့တရားထိုင်ချိန်မှာပေါ်လာသမျှအာယုံတွေအကုန်လုံးကကိုယ့်ရဲ့ဘဝထဲမှာပြင်ဆင်ရမယ့်အရာတွေလည်းဖြစ်နိုင်တယ်နော်ကိုယ့်ရဲ့ ဘဝထဲမှာပြင်ဆင်ရမယ့်အရာကိုလွှတ်ချရမယ့်အရာတွေလည်းဖြစ်ကောင်းဖြစ်နိုင်တယ်။အဲ့လိုအရာတွေကိုသူမြင်နေရတဲ့သူလေးတွေလည်းပါတယ်ဒီထဲမှာပေါ့နော်။အဲ့တော့ကျတော့ကိုယ့်ရဲ့စိတ်ကိုဒီတည်ငြိမ်သွားဖို့စိတ်ကိုစိတ်ရဲ့အာယုံတွေကိုအမြဲတမ်း အဲဝင်ရောက်နှောက်ရှက်နေတတ်တဲ့အတိတ်ကအကြောင်းအရာတွေအတိတ်ကလူတွေကိုယ့်ဘဝမှာကြုံတွေ့ခဲ့ရတဲ့အဖြစ်ပြက်အဆိုးတွေပေါ့နော်အဲ့ဒါမျိုးတွေနဲ့ပတ်သက်ပြီးတော့အာယုံတွေထဲမှာပြန့်လွင့်နေတယ်ဆိုရင်အဲတရားထိုင်တဲ့အလေးအကျင့်လေးကိုလုပ်ပါတဲ့နော်တရားထိုင်တဲ့အလေးအကျင့်လေးကိုလုပ်ပါတဲ့အဲပြီးလို့ရှိရင်တော့ဘာတွေလုပ်ရအောင်မလဲဆိုတော့ကိုယ်ကလေဘယ်အရာကိုပဲကြည့်ကြည့်ပေါ့နော်ကိုယ့်ရဲ့ဒီ အာယုံ၅ပါးပေါ့အာယုံ၅ပါးနဲ့အဲ့လိုမျိုးအာယုံစိုက်ပြီးတော့ကြည်တာမျိုးပေါ့ဘယ်အရာကကိုယ့်အတွက်ပျော်ရွှင်စေတာလဲဘလို့အရာတွေကကိုယ့်အတွက်လှပနေတာလဲအဲ့လိုအရာမျိုးတွေကိုပဲဘယ်အရာကိုပဲကြည်ကြည်ကိုယ့်ရဲ့အာယုံ၅ပါးနဲ့အဲ့လိုပေါ့နော် အယုံမှာပါနဲ့ဆိုပြောရရင်တော့ကိုကလေတတိလုံးဝအပြည့်အဝရှိနေတာမျိုးပေါ့နော်ကိုလုံးရမဲ့အရာတွေကိုအတွက်ပျော်ရွှင်စေတဲ့အရာတွေလှပတဲ့အရာတွေကိုအတွက်အသုံးဝင်တဲ့အရာတွေအကျိုးရှိတဲ့အရာတွေအဲ့လိုအရာတွေကိုကိုကကိုရဲ့အယုံတွေအားလုံးကိုစုစည်းပြီးတော့တဲ့လောက်ကင်ဖို့လိုအပ်နေပါတယ်တဲ့ဒီ2025 လက်ကျန်ကာလတွေမှာအဲ့ဒါကိုလုံးဝအာရုံစိုက်ပါပြောရရင်အခုချိန်မှာစိတ်ပြင်းလွှဲနေတဲ့အကြောင်းအရာတွေရှိနေတယ်ဆိုရင်တရားထိုင်ပါရနော်တရားထိုင်ပါအဲပြီးရင်တော့အဲ့ဒီလိုမျိုးပေါ့နော်ကိုယ့်ရဲ့စူးစမ်းအားထုတ်မှုတွေကနေပြီးတော့ပေါ့နော်ကိုယ့်ကိုကူညီမဲ့လူတွေ ။ကုညီမဲ့လူတွေလက်တွဲခေါ်မဲ့သူတွေကိုဂျုံတွေ့လာရဖို့လည်းရှိနေသေးတယ်။ပြီးလို့ရှိရင်ပေါ့နော်။ကိုကိုကိုအဲ့လိုချစ်ခင်တဲ့သူတွေပေါ့။ချစ်ခင်တဲ့သူတွေတခြားသူတွေရဲ့လေးစားမှုတွေချစ်ခင်မှုတွေယုံကြည်မှုတွေကိုလည်းရောက်ရှိလာနိုင်မယ်တဲ့။ပြီးလို့ရှိရင်ကိုယ့်ရဲ့ဘဝထဲမှာလည်းကြီးမားတဲ့အောင်မြင်မှုတွေကိုဂျုံတွေ့လာရဖို့လည်းရှိနေပါသေးတယ်တဲ့။နော်။အဲ့တော့ကြတော့ သူကဒီမှာပြောတာတော့လေကိုယ့်ရဲ့ဒီစစ်မှန်တဲ့ပုံစံပေါ့နော်တခါတလေကျတော့လူတစ်ယောက်မှာဗားတယ်ရှိတတ်လဲဆိုတော့ကိုယ့်ရဲ့ဒီ share rule site တွေရှိတယ်ကိုကိုကိုကာကွယ်ထားတဲ့အဲကာကွယ်နေတဲ့ဒီလိုအတ္တတွေပေါ့နော်အဲ့လိုအတ္တတွေရှိရယ်ပြီးလို့ရှိရင်အဲကိုယ့်စီမှာဒီစိတ်ထန်ရတွေရှိရယ်နာကျင်မှုတွေရှိတယ်အားနည်းချက်တွေရှိတယ်အဲအဲ့တော့အဲ့အရာတွေအားလုံးအဲ့အရာတွေအားလုံးကိုကိုကအပြည့်အဝလက်ခံလိုက် လက်ခံလိုက်ပါတဲ့နော်လက်ခံလိုက်ပါပြီးလို့ရှိရင်ကိုယ့်ရဲ့စစ်မှန်တဲ့ပုံစံအတိုင်းကိုလည်းကိုကဆက်ပြီးတော့သွားဖို့လိုတယ်ကိုယ့်ရဲ့စစ်မှန်တဲ့ပုံစံနဲ့တွေးဖို့လည်းလိုအပ်တယ်တဲ့နော်အဲ့တော့ကျတော့ကိုယ့်ရဲ့စစ်မှန်တဲ့ပုံစံကတကယ့်ကိုကြီးမားတဲ့အလင်းရောင်တစ်ခုနဲ့ချိတ်ဆက်မိခြင်းလည်းဖြစ်တယ်တဲ့အဲ့တော့ကျတော့ကိုယ့်အဲ့လိုမျိုးကိုယ့်ရဲ့စစ်မှန်တဲ့ပုံစံကိုရှာဖွေတွေးရှိလာတယ်တခြားသူတွေရဲ့ တခြားသူတွေကိုလည်းကိုကစစ်မှန်စွာပေါင်းသင်းဆက်ဆံနိုင်လာလေကိုကိုရံရလည်းစစ်မှန်အစစ်မှန်တရားတွေကိုပဲတွေးရှိလာနေဖြစ်လာနိုင်မယ်အဲ့တော့ဒါလေးကိုပထမပြောပြရတဲ့အကြောင်းအရာလေးနဲ့နည်းနည်းလေးဆက်ဆက်ကြည့်ရအောင်ဒီမှာဆိုရင်ပေါ့နော်အဲကိုပေါ်မှာအဲ့လိုပေါ့ကိုအတွက်မကောင်းခဲတဲ့သူတွေရှိခဲ့ရှိခဲ့နိုင်မယ်ဒီ တိတ်မှာပေါ့နော်ကိုယ့်ဘုံမှာမကောင်းခဲ့တဲ့သူကိုယ့်အတွက်ကြမှာမကောင်းတာတခြားသူတို့တော့သူတို့ကကောင်းခဲ့တယ်အဲ့လိုလူမျိုးတွေရှိခဲ့တယ်ဆိုရင်ဒါကကိုယ့်မှာလည်းလိုအပ်ချက်ရှိနေလို့ဒါအဲ့လိုလူမျိုးတွေနဲ့ဆုံတွေ့ရတာဖြစ်တယ်အဲပြောရရင်တော့ဒီကိုကအဲ့လိုပြောမလဲလူမကောင်းတဲ့သူတွေနဲ့တွေ့ရသေးတွေ့နေရသေးတယ်ဆိုတာကလည်းကိုကိုတိုင်းမှာလည်းပြင်ဆင်ဖို့လိုအပ်နေတဲ့အကြောင်းအရာတွေရှိနေလို့ပဲဖြစ်တယ်เนาะဒါကိုတတိထားဖို့လိုအပ်လိုပါတယ်အဲ့တော့じゃတော့အဲ့ အဲ့လိုလူမျိုးတွေစီကနေပြီးတော့ကိုကအကောင်းဆုံးရုံထွက်နိုင်လာခြင်းအဲ့လိုမျိုးသူတို့တွေနဲ့ပတ်သက်ခဲ့ရတဲ့ဒီအတိတ်ကအကြောင်းအရာတွေစီကနေပြီးတော့လွတ်မြောက်လာနိုင်ခြင်းကကို့အတွက်စစ်မှန်တဲ့ကို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 ပြန်လည်တွေ့ရှိမှုအတွက်အကြီးမားဆုံးလမ်းစာဖြစ်တယ်တဲ့နော်အကိုရဲ့စစ်မှန်တဲ့ပုံစံကိုတွေ့ရှိလာလေလေကိုကိုကိုပို့ပြီးတော့ချစ်လာလေကိုကိုကိုပို့ပြီးတော့ချစ်လေဒီကဘာကြီးကိုဒီလောကကြီးကိုတခြားသူတွေကို အားလုံးကိုလည်းကိုက စစ်မှန်စွာချစ်တတ်လာနေဖြစ်တယ်ချစ်ချင်းမြတ်တာဒီအလင်းရောင်တစ်ခုပဲဖြစ်တယ်အဲ့လိုမျိုးအလင်းရောင်တစ်ခုကနေပြီးတော့ပဲကိုယ့်ရဲ့ဒီကဘာကြီးမှာပို့ပြီးတော့အကောင်းမွန်တဲ့အရာတွေကို ပေးနိုင်လာလိမ့်ပေးနိုင်လာတယ်အဲပေးနိုင်လာလိမ့်မယ်ပေါ့နော်အဲ့တော့じゃတော့ကိုယ့်ရဲ့အတွင်းထဲမှာရှိနေတဲ့ အဲအထက်ထဲမှာရှိနေတဲ့ဒီမကောင်းတဲ့ energy တွေပေါ့အရင်အစိတ်အထောက်ဖြစ်စေခဲ့တဲ့ energy တွေအားလုံးကို release လုပ်ချပလိုက်ပါတယ်เนาะအဲ့လို release လုပ်ဖို့အတွက်ဆိုရင်ဒီအဲတရားထိုင်တာမျိုးလုပ်တယ်ဆိုရင်တော့တရားထိုင်တဲ့အခါမှာဒါမှမဟုတ်ဘူးဆိုရင်အဲ့လို healing လုပ်တဲ့အချိန်မှာပေါ့เนาะအကိုကိုရိုင်းကဘယ်လိုလဲဆိုတော့အဲ့ဒီလို angel တွေကိုအဲ့လိုမျိုးပေါ့အကူအညီတောင်းတာမျိုးပေါ့เนาะကိုယ့်ရဲ့ဒီ toxic energy တွေကိုကိုကအဲ release လုပ်ခြင်းနဲ့ဒါကြောင့်မလို့အနားမှာကုညီပေးပါအစတက်ဖြစ်ပေါ့နော်သူတို့တွေကိုအကူညီတောင်းလို့ရတယ်တဲ့အဲပြီးလို့ရှိရင်နောက်တစ်ခုကအခုဒီရက်ပိုင်းတော့တွင်ထဲမှာဟို အိမ်မက်တွေမက်တာမျိုးအဲတော့တော့လာတဲ့နေရာတွေမှာပေါ့နော်အဲ့လိုထူးခြားတဲ့မြင်ကွင်းလေးတွေအဖြစ်ပြက်ကလေးတွေတွေ့တာမျိုးဆိုရင်ခရီးဆိုင်ပြီးကြည့်ကြည့်ပါဥပမာအတန်လေးတွေကြာရတာပဲဖြစ်ဖြစ်အိမ်မက်ထဲမှာပဲဖြစ်ဖြစ်အပြင်ပမှာတွိုင်းလာရင်လည်းမထင်မှတ်တဲ့အဖြစ်ပြက်ကလေးတွေပဲဖြစ်ဖြစ်ပေါ့နော်အဲ့အရာတွေပေါ်ကနေပြီးတော့ကြည့်ကြည့်ပါတချို့ဆိုရင်ပေါ့နော်ကိုသွားတဲ့နေရာမှာကိုယ့်ကိုချစ်ခင်တဲ့သူတွေအဲကူညီချင်တဲ့သူတွေချစ်သောမျက်စိနဲ့ကြည့်တဲ့သူတွေကိုကြုံတွေ့နေရတာမျိုးဆိုရင်တော့ဒါက ဒီ angel တွေကကိုးနားမှာရှိနေတာကြောင့်လည်းဖြစ်တယ်တဲ့ပြီးတော့နောက်တစ်ခုကကြတော့လေ angel တွေ ਨੇ လုံးဝကိုဘယ်လိုပြောမလဲဒီမှာကြတော့เนาะအဲ strong bone ဆိုပြီးတော့ကိုပြောတာအဲ့တော့ဒီ angel တွေ ਨੇ လုံးဝကိုအာကိုကအရင်ကိုကြီးမားတဲ့ဆက်ဆက်မှုတစ်ခုရှိနေတယ်တဲ့เนาะဆက်ဆက်မှုတစ်ခုရှိတယ်ပြီးတော့ကြတော့ကိုရ life purpose ပေါ့เนาะအာ life life purpose ကလည်းတဲ့ဒီမိခင်ကဘာမြေကြီးကိုကုညီ ဖိုးတွေပါဝင်နေပေါ့နော်အဲ့လိုမျိုးလည်းသူကပြောထားတယ်အဲပြီးတော့နောက်တစ်ခုကကြတော့လေဒီ life purpose နဲ့ပတ်သက်ပြီးတော့ပြောရမယ်ဆိုရင်နော် life purpose ကအဲ့လိုစာရေးတာတို့ကိုကအစာတွေကိုဖတ်ရှုလေ့လာတာတို့ပြီးလို့ရှိရင်တချို့စာတွေကိုကိုကပြန်ပြီးတော့ပေါ့နော်ပြန်လည်မျှဝေတာတို့อืมပြီးရင်ဒီ spiritual နဲ့ပတ်သက်တဲ့စာအုပ်တွေနဲ့ပတ်သက်ပြီးတော့ပေါ့နော်ရောင်းချတာရောင်းဝယ်တာအဲအဲ့လိုပုံစံမျိုးတွေပေါ့အဲအဲ့ဒါတွေ ਨੇ ဒီ light purpose ကကိုက်ညီနေတတ်တယ်တဲ့အဲ့အဲ့အတွင်အဲ့အရာတွေတွေကကိုဘာနဲ့ဘာလုတ်ချင်လဲဘာတွေကိုက်ညီလဲပေါ့နော်ဒါကိုလည်းပြန်စစ်သားဖို့လိုတယ်အဲ့တော့ကြတော့အခုဒီဘာပေါ့နော် law of attraction ပေါ့ law of attraction ဆိုတာကလည်းကိုယ့်ရဲ့ဘဝထဲမှာပေါ့ကိုဘာတွေပဲလုတ်လို့ဘလို့အဲဘလို့ activities တွေပဲလုတ်လို့ပေါ့နော်အဲကိုယ့်ရဲ့ဘလို့ relationship တွေမှာပဲဖြစ်ဖြစ်ပေါ့ကိုကကိုကိုယ်တိုင်ကပို့ပြီးတော့ကိုယ့်ကိုယ်ကိုချစ်နိုင်လာလေသူများကို ို့ပြီးတော့ချစ်တတ်လာလေပေါ့နော်အဲပြီးတော့နောက်တစ်ခုကကိုကပို့ပြီးတော့စစ်မှန်တဲ့ပုံစံစီကိုတွားတွားဖို့တွားနေလေသူများကိုလည်းပို့ပြီးတော့စစ်မှန်စွာလက်ခံနိုင်လာလေပဲအဲ့ဒီခါကျတော့အအခုအချိန်မှာပေါ့နော်ဒီ2025ရဲ့လက်ကျန်ကာလတွေအတော်အတွင်းထဲမှာအဲအလန့်စံကာလတွေအတော်အတွင်းထဲမှာပေါ့နော်ကိုကဘာတွေလုပ်ဖို့လိုအပ်လဲဆိုရင်တော့ကိုယ့်ရဲ့စစ်မှန်တဲ့ပုံစံကိုပြန်လည်တွေးရှိဖို့အတွက်လမ်းစာတွေရလာနိုင်မယ် ပြီးလို့ရှိရင်အဲ့ဒီကနေတဆင်ကိုယ့်ရဲ့ life purpose ကိုကောင်းစွာရှာဖွေတွေးရှိနိုင်လာပြီးတော့အကဘာကြီးကဘာကြီးလောကကြီးကိုပြန်ပြီးတော့အကျိုးပြုနိုင်တဲ့ကိစ္စတွေအများကြီးလုပ်နိုင်လာနိုင်မယ်အဲ့တော့ကြတော့ကိုဒီထဲမှာပြောထားသလိုပေါ့နော်ကိုရဲ့အတိတ်မှာဖြစ်ခဲ့တဲ့အရာတွေအားလုံးကိုလွှတ်ချနိုင်မှုကြိုးစားပါအဲ့လိုမျိုးတွေလွှတ်ချဖို့ဒီ toxic ဖြစ်နေတဲ့ energy တွေကိုရှိနေသေးတယ်ဆိုရင်တော့ angel တွေကိုအကူအညီတောင်းလိုက်ပါတဲ့ angel တွေကအတူတူရှိနေပါတယ်တဲ့နော် ဲ့တော့ကိုကအဲ့လိုမျိုးပေါ့နော်ဒီအခုလောလောဆယ်မှာအဆင်မပြေရသေးတဲ့အကြောင်းရင်းတွေကဘာလဲဆိုတော့ကိုရဲ့အတိတ်မှာဖြစ်နေသေးတဲ့ကိစ္စရပ်တွေပေါ်မှာအပြည့်အဝလွှတ်မချနိုင်သေးတာကြောင့်ထဲပါတယ်ကိုရဲ့နာကျင်မှုတွေအနည်းနဲ့အများဒီအတိတ်ရဲ့ဆွဲခေါ်မှုဆွဲချမှုတွေကို အအနေနဲ့အများခံနေရသေးတဲ့အတွက်အခံနေရသေးတဲ့အတွက်ကိုယ့်ရဲ့ဒီအာဝေးမှုတွေမှာလည်းလည်း block ဖြစ်နေတာမျိုးတွေရှိတယ်ပေါ့နော်အဲ့ဒီခါကျတော့ကိုယ့်ရဲ့စိတ်ထဲမှာသူများတွေကိုအဲ့လိုပေါ့ ကိုရနာခြင်းမှုတွေကိုဆွဲကင်ထားတယ်ဆုတ်ကင်ထားတယ်ဆိုရင်တော့အဲ့ဒါတွေကိုအထက်နိုင်ဆုံးလွှတ်ချဖို့ကြိုးစားလိုက်ပါတဲ့ပြီးလို့ရှိရင်ကိုယ့်ရဲ့စိတ်ထဲမှာအခုချိန်မှာမတည်ငြိမ်တဲ့ဟာတွေ emotions တွေဖြစ်နေတယ်ဆိုရင်တော့တရားထိုင်ပါတဲ့ပြီးလို့ရှိရင်ကိုဘာကိုပဲလှုပ်လှုပ်ပေါ့နော်အကိုကိုအတွက်ပျော်ရွှင်စေတဲ့အရာကိုအတွက်လှပနေတဲ့အရာနော်လှပနေတဲ့အရာဆိုတာ ကိုကအဲ့လိုမျိုးတွေပေါ့ creation လုပ်ရတာလေးတွေအရင်သဘောကျတဲ့လူဆိုရင်ဥပမာအိမ်မှာပန်းလေးတွေထိုးတာမျိုးပဲဖြစ်ဖြစ်သစ်ပင်လေးတွေစိုက်တာမျိုးပဲဖြစ်ဖြစ်အလှဆင်တာမျိုးပဲဖြစ်ဖြစ်ပေါ့နော်အဲ့လိုမျိုးလေးတွေကိုလုံးလို့ပြောရဲဆိုရင်အဲ့အရာလေးတွေပေါ့မှာအာယုံပြေဝစိုက်ထားလိုက်ပါတယ်နော်အဲ့လိုအာယုံပြေဝစိုက်ခြင်းကကိုကိုအမြင်နဲ့နားကျင်စေခဲ့တဲ့သူတွေကိုအပေါ်မှာမျက်နှာဖုံးနဲ့ဆက်ဆံတဲ့သူတွေကိုကြောခိုင်းပြီးသားဖြစ်သွားတာနဲ့အတူတူပါပဲတဲ့အဲ့လိုလူတွေနဲ့ပတ်သက်ပြီးတော့တွေးပြီးတော့နားကျင်နေမဲ့အစားကိုအတွက်ပျော်ရွှင်တဲ့ပျော်ရွှင်စေမဲ့အရာတွေအဲလှပတဲ့အရာလေးတွေဖန်တီးရင်း နဲ့ပဲကိုယ့်ရဲ့စိတ်အာယုံတွေအားလုံးကိုအဲ့လှပတဲ့အရာလေးတွေပေါ်မှာပဲအာယုံစိုက်ထားလိုက်ပါတဲ့အဲပြီးလို့ရှိရင်အဲ့ဒါဆိုရင်တော့ကိုယ့်ကိုချစ်ခင်တဲ့သူတွေကိုယ့်ကိုအရန်ကိုဒီချစ်သောမျက်စိနဲ့ကြည့်တဲ့သူတွေကိုပဲကိုကိုစီကိုရောက်လာနိုင်မယ်ပေါ့နော်ဒီမှာ law of attraction လို့လည်းပြောထားတယ်ဆိုတော့ကိုကကိုကောင်းတာတွေပဲလို့ကိုကိုကိုပဲချစ်အဲ့ဒါဆိုရင်ကိုကကိုကိုချစ်တဲ့သူတွေလည်းအများကြီးရှိလာနိုင်မယ်ပေါ့နော်ပြီးတော့ကိုရဲ့စိတ်မှန်တဲ့ပုံစံကိုသွားဖို့အတွက်ကိုလည်းကိုကိုတိုင်းက အဆင်သင့်ဖြစ်လာနိုင်မယ်။အဲ့တော့ကိုယ့်ရဲ့စိတ်ပံတဲ့ပုံစံကိုသွားနိုင်ဖို့အတွက်ကိုဒီထဲမှာပြောထားတဲ့အကြောင်းအရာလေးတွေတော့လုပ်ပေးဖို့လိုအပ်ပါတယ်။အဲ့တော့ဒီ2025ရဲ့လက်ကျန်ကာလတွေအတော်တွင်ထဲမှာတော့ပို့ပြီးတော့ကောင်းမွန်တဲ့အရာဘဝအတွက်တကယ်ကိုအထိပ္ပယ်ရှိတဲ့ဆုလတ်တွေပေါ့နော်ဒါကိုယ့်ရဲ့စိတ်မှန်တဲ့ပုံစံနဲ့တွေ့ရှိခြင်းကလည်းကိုယ့်ရဲ့ဘဝရဲ့အကြီးအမားဆုံးဆုလတ်တစ်ခုပါပဲကိုယ့်ရဲ့စိတ်မှန်တဲ့ပုံစံကိုတွေ့ရှိလေလေချစ်ချင်းမြတ်တာနဲ့အရန်ကိုနှိစလာလေးပေါ့နော်အဲ့ခါကျတော့ အကိုကအချစ်ချင်းမြတ်တာနဲ့ပြေးွားနေလေကိုကိုချစ်တဲ့သူတွေပဲကိုစီကိုယောက်လာလေပေါ့နော်ဒါဆိုရင်တော့ကိုကိုအမြဲတမ်းကိုပေါ်မှာမကောင်းခဲ့တဲ့သူတွေကိုအပြည့်အဝကိုကလွှတ်ချနိုင်တော့မှာပေါ့နော်လွှတ်ချနိုင်တော့မှာခွင့်လွှတ်ပေးနိုင်တော့မှာဖြစ်ပါတယ်အဲ့တော့ကျတော့အခုဒီအခြေအနေကပေါ့နော်အဲဒီမှာတော့ပြောထားတယ်ဒီအခြေအနေကအဲ့လားဆိုရင်အချိန်တိုလေးနဲ့ရနိုင်မှာလားဆိုတော့အချိန်တိုလေးနဲ့တော့မရနိုင်ဘူးတဲ့နော်အချိန်တိုလေးနဲ့မရနိုင်ဘူးကိုရဲ့စူးစမ်းအထောက်မှုတွေလိုအပ်တယ်ပေါ့နော်ဒီလိုအခြေအနေမှာအဲပြင်ပန်းခဲ့တဲ့အချိန်တွေကလည်းအများကြီးခဲ့တဲ့အခါကျတော့ ့ကိုယ့်ရဲ့ဒီဟာပေါ့နော် healing အတွက်ကိုတော့အချိန်နည်းနည်းလေးယူရမယ်တဲ့အခုကတော့အခုချက်ချင်းတော့ရလာမယ့်အရာတွေတော့မဟုတ်ဘူးပေါ့နော်အဲ့ခါကျတော့ကိုကအဆက်မပြတ်စူးစမ်းသွားဖို့ပဲလိုအပ်ပါတယ်အဲ့တော့ဒီ reading တစ်ခုလုံးကိုကြည့်ရမယ်ဆိုရင်တော့ဒီ follower လေးတွေအတွက်ကောင်းမွန်တဲ့ဒီစုလက်တွေပေါ့နော်2025မကောင်ခင်မှာရရှိလာဖို့တွေရှိနေပါတယ်ကိုမျောလင့်နေတဲ့သတင်းစကားတွေဥပမာအလောက်အကိုင်းနဲ့ပတ်သက်တဲ့ အဲအဆက်အသွယ်ကောင်းနေကိုကိုကူညီမဲ့သူတွေတရင်စကားကောင်းနေအဲ့လိုမျိုးတွေကိုရှိကိုရောက်လာဖို့လည်းရှိနေတယ်ပြီးလို့ရှိရင်ဒီဒါကတော့ဒီပြင်ပပေါ့နော်ကိုရဲ့ဒီ logi ကိစ္စပေါ့နော်အကယ်အဲ့ပြီးတော့ဒီနောက်ထပ်ကကြတော့ကိုယ့်ရဲ့ဒီစိတ်အတွင်းပိုင်း spiritual ပိုင်းနဲ့ပတ်သက်ပြီးတော့ဆိုရင်တော့လေကိုကလောကကိုကိုယ့်ရဲ့စစ်မှန်တဲ့ပုံစံအတိုင်းနေထိုင်နိုင်မှုအတွက်လမ်းစာတွေတွေ့လာနိုင်မယ်ကိုကိုယ်တိုင်ဘယ်လိုပုံစံနဲ့ရည်တည်ရှင်တန်ရမလဲဆိုတာကိုကောင်းကောင်းသိလာနိုင်မယ်ကိုယ့်ရဲ့ life purpose နဲ့လေအရင်ကိုနှိစလာနိုင်မယ်တချို့တွေအတွက်ဆိုရင် life purpose ကို သိနေပြီးသားလူလေးတွေလည်းပါတယ်။တချို့လေးတွေအတွက်ဆိုရင် အခုဒီကာလအတော်တွင်းထဲမှာပဲကိုယ့်ရဲ့ life purpose ကိုတွေးမဲ့သူတွေလည်းပါတယ်။တချို့တွေဆိုရင်ငကိုကလေးကတွေးပြီးသားလက်တွေမှာအကောင့်ထဲမှာဖော်နိုင်သေးဘူးဆိုရင်အဲ့ life purpose တွေကိုအကောင့်ထဲဖော်နိုင်မဲ့သူတွေလည်းပါနိုင်မယ်။အဲ့တော့ဒီ reading လေးကတော့ဒီလောက်ပါပဲ။အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်ထပ် reading တွေမှာထပ်ပြီးတွေ့ကြမယ်နော်။ Namaste ပါရှင်။